့ NLD တွေဒီတော့အောင်စက်စုကြီးမရှိလို့ရှင်ရိုင်းရိုင်းပြောရလို့ရှင်သူကဘာကောင်းလေးဘာကောင်းမလေးမဟုတ်ဘူးရှင်နိုင်ငံရေးမှာဘာရည်ချင်းမလဲမရှိဘူးအမကကျွန်တော်တို့ဘက်ကသူအချို့ကလည်းမျောလင့်ချက်ကြီးရပါတော့အော်တောင်စက်စုကြီးကိုဒါပြန်လှုပ်ပေးလိုက်လို့ရှင်နိုင်ငံတော်အေဂျင့်သွားမလားဆိုတော့မျောလင့်ချက်ပေါ့ရှင် ။ဒါနဲ့အဲ့ဒီမျိုးလေးကြာတာမှားယွင်းနေရလို့ကျွန်မအားနာစွာနဲ့ပြောပြရစီရှင်။အောင်သားစုကြိုဖန်းစည်းထားတာဟာမဲမတမမှုတစ်ခုလည်းကြောင့်ဖန်းစည်းထားတာမဟုတ်ဘူးရှင်။နိုင်ငံတော်တစ္ဆာဖောက်မှုတွေလည်းပါဝင်နေပါတယ်။အောင်သားစုကြည်ကိုပေါ့နော်။သူနဲ့သူနဲ့အကိုက်ကြီးဆုံးဥပမာကတော့ဒေါအောင်သားစုကြည်ဟာတကယ်ကိုမြမာကြီးပူကောင်းပါပဲရှင်။ဘယ်နာထားလို့ထားရမှာမသိလောက်အောင်ပြဿနာကြီးတဲ့သူတယောက်သာဖြစ်ပါရဲ့ရှင်။နိုင်ငံတော်ကဒေါန်ဆန်းစုကြည်ကိုအပြစ်မရှိဘဲကျင်းချခဲ့တာမဟုတ်ဘူးအပြစ်ပေါင်းများစွာကျူးလွန်ခဲ့တဲ့အတွက်နောက်ဆုံးနိုင်ငံတော်ကိုတစ္ဆာဖောက်တာတိလုပ်ခဲ့တဲ့အတွက်အကျဉ်းချခဲ့ရတာရှင့် ဲရှင်းတယ်နော်ဘောမတွေလည်းပြည့်ပြည့်သားပြောတာပါအဲကြောင့်တော်လန်ကြီးကာလာမဖြစ်ဖြစ်တော်လန်ကြီးပြီးွားတဲ့ကာလာမဖြစ်ဖြစ်ဘောမတွေကိုလည်းပြည့်ပြည့်သားသားလုပ်ပြဖို့လိုအပ်တဲ့ဆိုတာကိုဒီနေ့ကနေပြီးထပ်မံအားလုံးကိုအသိပေးချင်ပါတယ်တော့မိမိပတ်ဝန်းကျင်မှာရှိတဲ့ဘောမတွေတအူးမကြံကိုမှတ်ထားဖို့အခါခွင့်သင့်တာနဲ့ပြည့်ပြည့်သားလုပ်အောင်နေထားမှာဖြစ်ပါတယ်အဲဒီမပါလဲကျမတို့ရွေးကောက်ပွဲကောင်းကောင်းလုပ်နိုင်တယ်ဒေါက်ဆန်းစုကြည်မပါလဲကျမတို့နိုင်ငံရှေ့ဆက်ရှောက်နေရမှာပဲအဲ့ဒါကိုနိုင်ငံတော်သိခါရဲအကြခံပြီးတော့ဒေါက်ဆန်းစုကြည်ကိုပြန်ပြန်လှုပ်ပေးခဲ့တဲ့အတွက်ဒီလိုမျိုးပြဿနာတွေအကြီးဖြစ်သွားခဲ့ရတာဖြစ်လာပြီးဆိုမှတော့သူ့ကိုငဲ့စရာအကြောင်းမရှိတော့ဘူးရှင်ကျမတို့နိုင်ငံကိုပဲငဲ့ရပါမယ်ရှင် ဒါကြောင့်ကျွန်တော်တို့ကတော့ပေါ်စရာရှိရပေါ်ပါလေ။ဒေါန်ဆန်းစုကြည်ကိုချစ်တယ်ဖြစ်စေမချစ်တယ်ဖြစ်စေနိုင်ငံတော်မျက်နှာကကြည့်ကြ။သွားဖို့လဲကြောက်။ပြန်မရောက်။ပို့တယ်လူမလောက်အဲ့ဒါပြောတာ။ဘာလဲ။သွားဖို့လဲကြောက်ပြန်မရောက်။ပို့တယ်လူမလောက်အဲ့ဒါပြောတာ။သွားဖို့လဲကြောက်ပြန်မရောက်။ပို့တယ်ပို့တယ်လူမလောက်အဲ့ဒါပြောတာ။သွားဖို့လဲကြောက်ပြန်မရောက်ပို့တယ်ဟိတ်ကာ မင်းအဲ့အုံနောက်ညံလောက်တဲ့ငါ့ကိုတတ်မလာနဲ့အုတ်ကြီးအေးအုတ်ကြီးဆိုရှင်းလားဖြေစမ်းပါဖေအောင်အဲ့ဒါ KTV မာဆက် လံမျိုးတွေအားလုံးပဲငလင်ပေးနဲ့မိပေးတယ်မှာများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျက် Revolution Channel လေးရဲ့ပြန်လည်ကြိုလိုက်ပါရစေ။ဒီနေ့ဇွန်လ22ရက်နေ့တနင်္ဂနွေနေ့ရက်ည9:00နာရီထိနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားမှာဖြစ်ပါရစေ။ ဒါကြောင့်ကြော်လံမြို့တွေအားလုံးပဲအဆုံးထိရှိပေးဖို့ဒီနေရာကနေပြထမှန်တောင်းဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုင်ငံရေးတွေပြီးရင်ကမ္ဘာရေးတွေကိုပါဖော်ပြတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းပုံအနေနဲ့ကတော့အမေရိကန်ကတော့အစ္စရေးနဲ့အီရန်ရဲ့ကြားမှာတိုက်ပွဲကိုဝင်ရောက်ပါဝင်လိုက်ပြီးဖြစ်တဲ့အတွက်တော်လေးကမှရှိန်ဆက်ရှိန်မြင့်သွားတာတွေ့ရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နျူကလ িয়ার စက်ရုံတွေဖြစ်စည်းကံတဲ့ပတ်သက်ပြီးနျူကလ িয়ার စကမ်းများအမေရိကန်တိုက်ခဲ့ပြီးနောက်ဒေယောင်ကြီးယူဖိတ်မှုမရှိဘူး ပြည်သူတွေဘေးကင်းအောင်ကြိုးနေလို့လေအီလန်ကလည်းပြန်လည်ထုတ်ပြန်ကြေညာခဲ့ပါတယ်။အီရန်နိုင်ငံရဲ့အဓိကနျူကလ িয়ার စကန်တွေကိုအမေရိကန်ဟာဒီကြောင်းကတိုက်ခိုက်ပြီးနောက်တဲအောင်ကြီးယူဖိတ်မှုတော့မရှိကြောင်းအီရန်အနုမြူစွန့်ရင်အဖွဲ့ကနေပြီးတော့ဒီနေ့တင်းဝင်နေမှာထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေအီရန်နိုင်ငံပိုင်းမီဒီယာတွေကဖော်ပြထားပါတယ်။အဆိုပါဖွဲ့စည်းရပြတ်မှတ်ထားတိုက်ခိုက်ခဲ့ရတဲ့နေရာများမှာဘေးကင်းအောင်ကြိုးပြီးကဲဖြတ်မှုများအရာ လက်အောင်ကြီးယူဖိမှုတစုံတရာမရှိခဲ့ကြောင်းပြည်သူလူထုကိုခိုင်းမှာပြောကြားထားတာဖြစ်ပါတယ်။အိမ်တော်မှာတော့နျူကလ িয়ার စီစဉ်ကိုမြို့သားလုပ်ငန်းအဖြစ်ရည်ညွှန်းကတိုက်ခိုက်မှုများရှိတော့လဲရက်တန်သွားမိမှုအကြောင်းကိုလည်းအလေးနဲ့ပြောဆိုခဲ့ပါတယ်။ Iran ရဲ့ကုလသမဂ္ဂဆိုင်ရာမစ်ရှင်ဖွဲ့ကလည်း၎င်းရဲ့နျူကလ িয়ার စခန်းများအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုများနဲ့ပတ်သက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ရေးပေါ်စည်းဝေးတစ်ခု ပေါ်ယူကျင်းပိုင်ရန်တရားဝင်တောင်းဆိုလိုက်ကြောင်းအီရန်ဆိုရမီဒီယာတွေကဖော်ပြခဲ့ပါတယ်အဆိုပါမစ်ရှင်ဖွဲ့ဟာနိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းရန်နဲ့အမေရိကန်ရဲ့တရားမဝင်ကျူးကျော်မှုကိုပြစ်တင်ရှုတ်ချရန်အရေးယူဆောင်ရွက်ပေးရန်ကုလသမဂ္ဂကိုလည်းတိုက်တွန်းခဲ့ကြောင်းသိရှိရပါတယ်အဲဒီရဆိုတော့မရဘူးအခုကျတော့မာမူတို့ကတော့ကုလသမဂ္ဂမှာတက်ပြီးပြန်တောင်းဆိုနေတာရောက်နေပြီနော်နောက်တက်တဲ့ပုံနေနဲ့ကတော့အီရန်ကနေပြီးတော့ကုလသမဂ္ဂကိုတောင်းဆိုမှုနဲ့ပြီးမှာတော့ အီရန်ကိုအမေရိကန်ရဲ့အင်အားသုံးမှုအပေါ်ထူးလွန်စိုးရိမ်ကြောင်းကိုလည်းကုလသမဂ္ဂအကြီးအကဲကလည်းထုတ်ပြန်လိုက်ပါတယ်။အီရန်ရဲ့နျူကလ িয়ার ဆိုင်ရာစောင့်ဝင်တွေကိုအမေရိကန်ဟာဘုံကျဲကဲလုပ်ရတဲ့ပတ်သက်ပြီးကျွန်တော်တို့အထူးပဲစိုးရိမ်ပြီးကြောင်းကုလသမဂ္ဂအကြီးအကဲပြောကြားခဲ့တာဖြစ်ပါတယ်။ကဲသူစိုးရိမ်နေပြန်ပြီပေါ့ဗျာ။အစ္စရေးနဲ့အီရန်ပြည်ပခါမှာအမေရိကန်ဟာဓာတ်ရိုက်ပုံဝင်လာမှုဟာရှင်ရင်းဆွဲတင်းမှမှုကိုအန်ဒီရရန်ကြီးတဲ့အာပေမြင့်တဲ့ပြမှုတို့ဖြစ်သွားစေပြီးအပန်းငိမ့်ချိုင်းတဲ့လုံခြုံရေးအတွက် တိုက်ရိုက်ချိန်ချောင်းအောင်ရောက်လာပြီလို့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီရိုဂူတာရက်ကလည်းဝေဖန်သွားပါတယ်။အီရန်ပေါ်အမေရိကန်ဟာအင်အား၃ငံနဲ့ပတ်သက်လို့အကြီးအကျယ်ထိတ်လန့်စိုးရိမ်မှုရှိတယ်လို့ဂူတာရက်ကကုလသမဂ္ဂရဲ့တရားဝင် website ကနေလည်းပြောကြားခဲ့ပါသေးတယ်။အရှေ့လက်ပိုင်းဒေသမှာချီနီရီဟာစိုးရိမ်စရာကောင်းလောက်အောင်ရှုပ်ထွေးတင်းမာနေခဲ့ရမှာတော့ခုလို့ရကြောင့်နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုတိုက်ရိုက်ချိန်ချောင်းလာတော့မယ်လို့လည်း ဂူတာတက်ကဆိုပါတယ်နောက်ဆက်တဲ့အဖြစ်အချင်းနီရီယာထိန်းသိမ်းကင်လို့မရတော့လောက်ကျုပ်ထွေးတဲ့ဂျူးဆက်တွေဖြစ်လာနိုင်တယ်လို့လဲသူကတတိပေးခဲ့ပါသေးတယ်သူမှလည်းအခုဒီထိန်းသိမ်းလို့ရရရှိရရထင်နေတော့မှာပဲအဲ့ဒီဂျူးဆက်ကိုဧသာနွေးနဲ့တကဘာလုံးကပြည်သူတွေတက်ရောက်ခံစားရနိုင်ကြောင်းလည်းသူကပြောပါတယ်ဂူတာတက်ဟာကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံအားလုံးဟာကုလသမဂ္ဂကျင်းညာစာတမ်းနဲ့နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာပါမယ်လို့ကြေညာထားတဲ့ဂရိကဝတ်နဲ့ညီ ို့ရဲ့လှုပ်ဆောင်ချက်တွေကိုတောင်းဝင်ခံဖို့လိုတယ်လို့လည်းသတိပေးထားခဲ့ပါဗါးကကုလသမဂ္ဂရဲ့ကာလရှိချာထိန်းသိမ်းခဲ့တဲ့ခြေခံမှုကိုဆက်လက်ဆုပ်ခိုင်းပြီးပြိပခါတွေမှာစည်ရည်ရဖြေရှာလို့မရကြောင်းအဲ့ဒီအစားတန်တမန်ရည်ရညှိနှိုင်းမှုလမ်းကြောင်းတွေနဲ့သာကြီးကြပ်တင်ပြီးငင်းငယ်တဲ့ခုတဲကိုသာဥတီမျောလင်းတဲ့ကြောင်းတွေပြောကြားထားပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ B2 မဟာဗျူဟာဘုံးကျဲလင်ကြီးတွေကိုအသုံးပြုပြီးအီရန်ရဲ့နျူကလ িয়ার သုတေသန်စခန်း၃ခုကိုဘုံးကျဲဖျက်ဆီးခဲ့ကြောင်းအတိအပြုကြေညာပြီးနိုင်ပိုင်းမှကြာမှာတော့ဘူတာရက်စီကကုလသဘောထားထုတ်ပြန်ခဲ့တာလို့လည်းသိပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့တော်လှန်ရေးတပ်များထိန်းချုပ်ထားတဲ့စကိုင်းတိုင်းထပ်ပိုင်းမှာရှိတဲ့မြို့နယ်တွေအားလုံးကိုစစ်ကောင်စီကဒီရက်ပိုင်းတွင်းမှာပဲဒေချောင်းဘုံကျမှုအောင်အကြိမ်280ကျော်လုခဲ့ကြောင်းသိရှိရပါတယ်။အင်းတော်မြို့နယ်တဘာကြီးကလမ်းဆောင်ကိုလည်းဒီနေ့နနက်9:45မိနစ်နဲ့9:50မိနစ်မှာဘုံနှလုံးကျဲချခဲ့ကြောင်းလည်းသိရှိရပါတယ်။ဆိုပါဘုံကျမှုကြောင့်တဘာလမ်းဆောင်မှာရှိတဲ့အောင်မင်္ဂလာဘုံကြီးကျောင်းပစ္စည်းကခီးသွွားမျိုးသမီးတူဦးကောင် မှန်စကြည့်မှန်တရားရရှိခဲ့ရတဲ့သိရှိရပါတယ်။အင်းတော်မျိုးကိုလို့သညွေအစိုးရ NUG ကဝေးဝန်ကြီးဌာနအမတ်ကျစစ်ဒေသရဲ့စီစဉ်ပြီး2024ဩဂုတ်လတည်းကစီထိုးစစ်ဆင်ခဲ့ပြီး2025 APEC 9ရက်နေ့မှာ PDF, ABSDF, AIA, EPDF နဲ့ပကဖတ်တို့ကထိုးစစ်ဆင်တင်ပိုက်ထားတယ်မျိုးလည်းဖြစ်ပါတယ်။လူသိမ်းကြိုက်ပွဲအတွင်းတက်မှဖုန်ခွန်တက်မှမူ ဝမှုချုပ်အောင်တဦးကိုဖမ်းမိခဲ့ပြီးလက်နက်များပြားနဲ့တိုက်နိုင်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီကတော့အင်းတော်မျိုးကိုလေးချောင်းမှမကြာခဏလာရောက်တိုက်ခိုက်နေရအခုဆိုရင်အင်းတော်မျိုးတမျိုးတည်းကိုပဲလေးချောင်းဘုံချုပ်မှုအကျဉ်80တဲ့မှာနေပြုလုပ်ခဲ့ကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့ဒီပုံငွေကြီးပောင်းဝင်စစ်ကောင်စီရရှိလေးဦးတည်ဆုံးခဲ့တဲ့မင်းလာမျိုးနဲ့တွင်တစ်တက်ကအခုဆိုရင်တော့အင်အားရှိရကနဲ့စစ်ကြောင်းထိုးလာပြီဖြစ်ကြောင်းသိရှိရပါတယ်။တည်ဆုံးသွားတဲ့ဗိုလ်မှူးတွေကိုစစ်ကောင်စီကရာဒူးတိုးလိုက်တယ်ဆိုတဲ့သတင်းကလည်းမနေ့ကကျွန်တော်တို့ကြေညာချက်မှာထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဘိုးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်နယ်မှာပောင်ဝင်အချို့နေရာတွေမှာတော့ဇွန်လ16ရက်ကမှတိုက်ပွဲတွေပြင်းထန်ဖြစ်နေပြီးစစ်ကောင်စီကအရာရှိအချို့ပောင်ဝင်20ကျော်သေဆုံးခဲ့ကြောင်းတရားဝတ်ဒီ KMA သုံးတရင် P2 ဘွဲကနေပြီးတော့ရင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ In Defend 4ကနေပြီးတော့မဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းရှိရပါတယ်။တရှိချီမှာတော့တဖြည်းဖြည်းနဲ့တော့တော်လိုင်းရဲ့အနေထားတစ်ခုကစီယုံမှုစတင်နေတဲ့အနေထားဒီလာပိုင်းတွေမှာပို့ပြီးတော့မြင်နေရဖြစ်ပါတယ်။ဥပဒေပြင်ပို့ပြီးတော့စီယုံသေးတဲ့နေရာရဲ့အညာဒေသဖြစ်ပြီးတော့ညာဒေသမှာရှိတဲ့ဖွဲ့တွေအနေနဲ့ စည်းရုံးမှုပိုကောင်းလာမလားတိုက်ပွဲတွေကိုပုံမဖော်ဆောင်နိုင်ပြီးရွာသူရွာသားတွေကိုလည်းပုံမပေးကင်းအောင်ကာကွယ်ပေးနိုင်မနေတာတခုရှိတာကိုလည်းခေါလန်ကောင်းဆောင်နေအားလုံးသိရှိဖို့လိုအပ်တယ်လို့လည်းဒီနေရာကနေပထမအသိပေးလိုက်ပါရစေ။ဟောက်တာတင်မုံအနေနဲ့ကတော့အီရန်ရဲ့နျူကလ িয়ার ဆွေးရုံကိုဘုံကျခဲ့တဲ့ US ဒေါ်လာ1ဘီလီယံကျော်တန်ဖိုးရှိပြီးပေါင်ကျိန်တောင်းကြီးရှိတဲ့ဖြားအပြင်အီယာမှာဘုံကြီးတွေကိုတည်ဆောင်နေတဲ့ကမ္ဘာအကြီးဆုံးအမေရိကန်ထုတ်ဂီတူပုံပါမျိုးစလေရင်ကို F35 ချန်ရံပြီးတော့ပြန်လာတာကိုလည်းတွေ့နေရပါတယ်။ဒါကိုလည်း အမေရိကန်မှာရှိတဲ့ပြည်သူတွေအားလုံးပြည်မြင်ခဲ့ရတာဖြစ်ပြီးဂျပုန်တွေလည်းဝေစသားဗီဒီယိုတွေဝေစသားထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။အီရန်ကတော့အခုလိုမျိုးဘုံကျဲခံရပြီးတော့15မိနစ်အကြာမှာပဲအစ္စရေးကိုဒုံးကျည်သိရပေါင်း25စင်နဲ့မှနဲ့ထပ်မံပြစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီဒုံးကျည်တွေကတော့အစ္စရေးရဲ့အများပိုင်းပြည်သူပိုင်းနေရာတွေပြည်သူတွေအများပြားရှိတဲ့နေရာတွေတိုက်ရောက်ထိမှန်ခဲ့ရလို့လည်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မေတောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းစာကိုလူမှုကွန်ရက်ပေါ်တင်လာကြောင်းဆိုပြီးအရာဝတီတိုင်းပသိမ်မြို့နယ်ငွေဆောင်မြို့ကမျိုးသမီး၄ယောက်ကို ဝန်လ29ရက်နေ့ညနေပိုင်းကဖမ်းဆီးလိုက်တယ်ဆိုတာကိုသိရှိရပါတယ်။ခုနေ့ကချက်လက်တွေကိုစစ်ပြီးတော့စစ်ကောင်စီရဲ့စာရဖက်ကစစ်စစ်ပြီးဖမ်းခဲ့တာပါ။အခုထိတော့စကမ်းမှာပဲထားပြီးစစ်စစ်နေလို့သိရပါတယ်။မှုဖွင့်လာတာလည်းမရှိသေးဘူးလို့ကြားပါတယ်။စစ်စစ်ဖို့ရှိလို့ဆိုပြီးဖမ်းတာပါ။အခု22ရက်နေ့ထိပြန်မလို့သေးဘူးလို့လည်းသူ့ရဲ့မျိုးသားဖြစ်သူတွေကပြောထားတာသိရှိရပါတယ်။ဒါကတော့စစ်ကောင်စီအနေနဲ့စစ်ကိုယ်အနေနဲ့အမေစုကိုဘယ်လောက်ကြောက်လဲဆိုတာကတော့အားလုံးသိမှာပါ။မေစုရဲ့အတန်ကိုကြားတာနဲ့မေစုရှိတယ်ဆိုတာကိုသိနေတဲ့အသည့်တစ်ခုတိုင်းဒီကောင်လေးကိုအုံလုံးတုံ့လှုပ်စီတာမှန်ပြီးတော့ ီကောင်းလေးကိုထောက်ခံနေတဲ့စိတ်ကူးတောက်တယ်နေဆိုလဲဘလောက်ထိတော့တုံလို့ကြတယ်ဆိုတာတော့အလုံးသိဖြစ်မှာကွာ။အောင်သားစစ်ကြိုဖန်းစည်းထားတာဟာမဲမတတ်မှမဟုတ်တခုလည်းကြောက်ဖန်းစည်းထားတာမဟုတ်ဘူးရှင်။နိုင်ငံတော်တစ္ဆာဖောက်မှုတွေလည်းပါဝင်နေပါတယ်။အပြစ်ရှိတဲ့သူကိုအပြစ်မရှိတဲ့အောင်ဖန်ဆောင်ပြီးနိုင်ငံတော်ကပြန်လွှတ်လိုက်ဖို့ဆိုတာကနိုင်ငံတော်ကတိတ်ခေါအဆုံးစုံထိထိုးချလိုက်တာပဲလေ။အကြံအလုံးလက်မြအရှုံးပေးလိုက်တာနဲ့တူတူပဲရှင်။ဒါကြောင့်2021မှာနောက်ဆုံးစုကြည့်ပြန်ထုတ်လိုက်လို့ရှင်ဒေါက်ဆန်းစုကြည်ရဲ့နောက်က CIA ဆဲတွေကလည်းတစ်ဆင့်မြန်မာနိုင်ငံကိုသူတို့ဟာလဝကြီးအုပ်ပြီးတော့အရာအလုံးစိုးမှုထည့်လေသွားမယ်ကျမတို့ဟာကိုယ်နိုင်ငံမှာကိုနေရင်းနဲ့ အနောက်နိုင်ငံရဲ့ကျုံဖြစ်သွားလိမ့်မယ်ရှင်။ဟုတ်ပြီဒါဆိုရင်အနောက်နိုင်ငံရဲ့ကျုံဖြစ်သွားပြီဆိုရင်တော့တတ်တာပြီလားဆိုရင်မတတ်တာပါဘူးရှင်။အနောက်နိုင်ငံနဲ့တရုတ်နိုင်ငံမတည့်ဘူးလေ။ဒီတော့တရုတ်နိုင်ငံဘေးမှာရှိနေတဲ့ကျမတို့နိုင်ငံကအနောက်နိုင်ငံရဲ့ကျုံဆိုမှတော့တရုတ်နိုင်ငံကကျမတို့အတီးမှာပဲရှင်။အဲ့လိုဟောနင်တို့အဲ့ကြောင့်မို့တရုတ်နိုင်ငံရဲ့ကျုံဖြစ်တာပေါ့ဒါကြောင့်ကြူကြူခေါ်တော့တော့ပြီးနေတော့မင်းအောင်နိုင်ရ။အခြေအနေလေကျမတို့နိုင်ငံကြုံကိုကြုံရမှာပဲရှင်။သူ့ကိုပြန်မလို့ပေးလိုက်တဲ့အချိန်ကျတော့ဒီလိုအခြေအနေတွေကြုံရတာပဲ။ပြီးတော့မိဘပြည်သူတို့အနေနဲ့အစိုးရအနေမှာဆိုဘယ်လိုများဆုံးဖြတ်မှာလဲရှင်။ ืมအစိုးရနေရာမှာဆိုတော့ main online တို့နေတို့အကုန်လုံးတခါတည်းရှင်းပြမှာဒါကြောင့်ကျွန်မအနေနဲ့ပြောပါတယ်တရင်နဲ့ဆက်တိုင်းမှာဒေါအောင်ဆန်းစုကြည်ဟိုပေါ့နော်သူနဲ့သူနဲ့အကိုက်ညီဆုံးဥပမာကတော့ဒေါအောင်ဆန်းစုကြည်ဟာတကယ်ကိုမြမာကြီးဥကောက်ပါပဲရှင်ဘယ်နာထားလို့ထားရမှာမသိလောက်အောင်ပြဿနာကြီးတယ်သူတယောက်သားဖြစ်ပါရှင်ဒီနေ့ဒီကြတာပေါ့နေတို့တို့စစ်ခွေးဘုံမရင်းနဲ့စစ်ခွေးရဲ့စီးပွားရေးထိကြမှာဆိုတဲ့လူတွေတော့ပြဿနာကြီးတာပေါ့ငါတို့ရဲ့အော်လံပီသူတွေနဲ့တကယ်ပီသူစစ်မှန်တွေတက်ကြတော့တကယ်ကိုအားထားရလူတို့ဖြစ်မယ်နေတို့ဘုံမတွေဘက်ကကြီးတော့လေကြောက်စရာကောင်းတယ်နေတို့ညဘက်ဒီမှာ ။နောက်တိုင်းအိမ်မက်တွေကိုခြောက်ချစေမဲ့သူတယောက်ဆိုတာသိကြပဲလေ။အမှဆိုရင်လည်းကျွန်မမနေ့ကတင်ဆက်တဲ့တဲ့ရဲ့အဆက်လေးပါပဲရှင်။ခက်မှန်ပြီးဖော်ထုတ်စရာရှိရတော့ကျွန်မတင်ဆက်ပေးချင်ပါတယ်။ဒေါန်ဆန်းစုကြည်ကပြည်သူတွေကိုအုံချခဲ့ပါတယ်ရှင်။အုံချခဲ့တယ်၊လိန်ညာခဲ့တယ်ရှင်။အဲ့ဒါလေးကိုကျွန်မတက်တဲ့ပြန်ချက်လေးနဲ့တေချာလေးထုတ်ပြန်ပေးပါမယ်။အမထုတ်ပြန်နေတဲ့တက်တွေပြသလိုဒီဗီဒီယိုလည်းနင်တို့အတွက်တော့တက်တည်ထူပါပဲ။ဒီကြရင်တော့ဒီဗီဒီယိုတွေပြပြီးနင်တို့ဘယ်လိုပြန်ကြည့်မလဲဆိုတော့ပြလိုက်ပါအောင်ပြကြုံအောင်ပါ။တို့ရောပေါ်မတွေရောအခွေးတွေရောအကုန်လုံးကြောက်မကြင်ပြသူတွေကပြပြီးတော့ချင်းတွေကိုခမ်းပါပါ။ ကဲမပြောပြခင်မှာကျေးဇူးတင်ချင်တာအခုကဒေါ်ဆန်းဆန်းမော်ကျမအရင်ကျေးဇူးတင်တယ်။ဒီပေါ့နော်ဒေါ်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်တွေကိုကျမတို့သိအောင်ပြပေးရတဲ့အတွက်ကျမတော်တော်ကျေးဇူးတင်နေရှင်။သူပြပေးလို့သာဒေါ်ဆန်းစုကြည်ရဲ့အစ္စရာတောက်ကျမတို့ဖော်ထုတ်နိုင်တာဖြစ်ပါတယ်ရှင်။ဒေါ်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်ထဲမှာမိဘပြည်လို့တွေ့ရတိုင်းမှာပဲ၉ရက်၂၀2021ရက်နေ့မှာပိုချုပ်ကြီးတယောက်နဲ့ဒုပိုချုပ်ကြီးတယောက်ရောက်လာတယ်။ပြီးရခါမှာအဲ့သူ့အဲ့ဒီနေ့မနက်ကထွက်တဲ့မြဝတီသတင်းစာ၆ရွက်ကိုပေးခဲ့တယ်ဆိုပြီးရေးထားပါတယ်ရှင်။ဒီတော့သူ့ပေးခဲ့တဲ့မြဝတီသတင်းစာ6ရွက်ထဲမှာဘာတွေပါလဲဆိုတာကျမတို့လေ့လာကြည့်ရအောင်ရှင်။ ကျွန်မခုပြသထားတာကတော့9ရက်2လ2021ရက်နေ့မှာထွက်ခဲ့တဲ့မြဝတီသတင်းစာရဲ့စာမျက်နှာလေးပဲဖြစ်ပါရှင့်ဒီသတင်းစာမှာဆိုရင်ပြည်တော်စုတမရမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဘူဇုံမှုကြီးမင်းအောင်လိုင်ကနိုင်ငံတော်ရဲ့အခြေအနေအရေးချက်ကိုပြည်သူလူထုကိုမေးခွန်းပြောကြားခဲ့တဲ့သတင်းဖြစ်ပါတယ်အဲ့ဒီမေးခွန်းနဲ့ပါဝင်တဲ့သတင်းစာကိုဒေါ်အောင်ဆန်းစုကြီးလက်ထက်ကိုဒီဘိုကျောက်ကထည့်ပေးခဲ့တာဖြစ်ပါရှင့် ကျွန်မအနေနဲ့သတင်းစာကိုလေ့လာလိုက်တဲ့အခါမှာဆိုရင်ဘိုးချုပ်ကြီးပြောတဲ့မိကုန်းနဲ့မှာရွေးကောက်ပွဲအတွက်တက်မတော်အနေနဲ့ပေါ့နော်လှုပ်ဆောင်တဲ့ကိစ္စရက်တွေဘာကြောင့်အာဏာထိန်းရတာဆိုတဲ့ကိစ္စတွေနဲ့ရွေးကောက်ပွဲသမိုင်းကြောင်းတွေရှင်းပြထားတယ်။ပြီးတော့ UEC ကလှုပ်ဆောင်နေပေါ့နော်သူတို့ဒီ2020ရွေးကောက်ပွဲကျင်းပတဲ့အခါမှာအစိုးရပေါ့နော် NLD အစိုးရရဲ့လက်အောက်ကနေ UEC ကလှုပ်ဆောင်တဲ့ကိစ္စတွေမတော်မှန်မှုတွေရှိနေဆိုတဲ့အကြောင်းပြီးတော့တက်မိသားစုတွေကစ UEC ရဲ့စကားကိုနားထောင်ပြီးတော့တက်မဲယုံတွေကိုအပြင်ထုတ်ပြီးတော့သူကိုယ်တိုင်ပေါ့နော်တက်ရဲ့တက်မဲယုံအပြင်ပါတက်မဲယုံမှာသွားပြီးတော့ မဲပေးခဲ့တဲ့ဆိုရင်အကြောင်းတွေကိုသူကနေပြီးတော့ဒီမိန်ကုံးထဲမှာတိကျစွာရေးသားထားပါတယ်ရှင်။ဒါအပြင်မိန်ကုံးထဲမှာအရန်ရေးကြည့်တဲ့အချက်၅ချက်ကိုလည်းပြောထားပါတယ်။အဲ့ဒီအချက်၅ချက်ကတော့ဒီနိုင်ငံတော်တာဝန်ပေါ့နော်ဒီနာဆာကအစိုးရအနေနဲ့ဆက်လက်ထမ်းဆောင်တဲ့အခါမှာ road map ၅ချက်ကို 調査ဆောင်ရွက်သွားမယ်ဆိုပြီးတော့ရေးထားပါတယ်။အဲ့ဒီ roadmap ၅ချက်တည်းကပထမဆုံးချက်ကယူရီစီကိုသူကနိုင်ငံတော်ကနေပြီးတော့နတ်ဆက်ကအစ်စ်ပြန်လဲဖွဲ့စည်းမယ်ပြီးလို့ရှိရင်မဲစင်းနေစစ်တယ်မယ်လို့ရေးထားရှင်။နောက်ဆုံးအရေးကြီးတဲ့နံပါတ်၅ချက်ကတော့ရေးဖို့ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေနဲ့အညီတဲ့ဆောင်ရွက်ပြီးစီမယ်ဆိုရင်ဖွဲ့စည်းဖို့အခြေခံဥပဒေနဲ့အညီလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုပြန်လဲကျင်းပပေးပြီးတော့အနိုင်ရတဲ့ပါတီကိုဒီမိုကရေစီစံချိန်စံညွန့်နေတဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်ပြီးနိုင်ငံရေးကိုဆက်လက်လှုပ်ဆောင်စေပါမယ်ဆိုပြီးတော့ရေးသားထားမေကွန်းထဲမှာပြောကြားထားပါတယ်ရှင့် ဒါပြင်မိန်ကိုရဲ့နောက်ဆုံးမှာတတိချာချာ highlight လုပ်ပြီးတော့ဆက်လုံးအနက်နဲ့ပေါ်ပြထားတာကတော့တက်မတော်အနေနဲ့စီကံပြေးွားတဲ့ partisan democracy အတွက်ကိုလိုအပ်သလိုဆောင်ရွက်နေရတဲ့အချိန်ဖြစ်တယ်။ဒါကြောင့်တိုင်းရင်းသားပြည်သူတရက်လုံးအနေနဲ့စိတ်ခံစားမှုထက်ပကတိအချက်လက်တွေအမှန်တရားတွေကိုရှေ့ရှုပြီးတော့လက်တွဲညီညီဆောင်ရွက်သွားကြပါစို့လို့မြစ်တာအခိုင်တိုက်တွန်းလိုပါတယ်ဆိုပြီးတော့တက်ချုပ်ကြီးကမိန်ကုံးမှာပြောကြားထားပါရဲ့ရှင့်။အဲ့ဒီမိန်ကုံးပြောကြားထားတဲ့တဲ့င်းကိုဒေါ်စန်းစီလက်ထက်ကိုထည့်ပေးခဲ့တာပါ။ဘာကြောင့်ထည့်ပေးခဲ့တယ်လို့ထင်ပါတယ်ရှင့်။ မြန်မာနိုင်ငံမှာ2021မှာဖေဖော်ဝါရီလမှာ31ရက်နေ့ညမှာအာနာထိမ့်မှုဖြစ်စဉ်ဖြစ်ခဲ့တယ်။အဲ့ဒီကနေပြီးတော့82နိုင်ဆိုရဲဂျင်းရီပေါ်တွေပြီးခဲ့တယ်။ မှတ်မိကြမှာပေါ့နော်82နှစ်ခဏနားရမယ်ဆိုပြီးတော့ပေါ့နော်တို့82နှစ်ငြိမ်နေလို့ရှိရင်ဘာဖြစ်လဲအာနာထိန်းတာကိုလက်မခံပါဘူးဆိုပြီးတော့တို့ကတို့ဂျင်းနေမိပြီးတော့82နှစ်ငြိမ်ကြရတယ်ပြီးရခါမှာတို့82နှစ်မပြည့်ခင်မှာပဲအာငါတို့အညာမိပြီးဆိုပြီးတော့တို့ချင်းချင်းပဲဂျင်းထဲတာနော်အခါတို့ချင်းချင်းပဲဂျင်းထဲတယ်တို့ချင်းချင်းပဲဟိုလဲတို့ပတ်တို့ရေလျှောက်ပြောပြီးလှုပ်လိုက်ကြပြီးရခါမှာဖေဝါရီလ2ရက်နေ့မှာစပြီးတော့ဆန္ဒပြတဲ့ကိစ္စရန်ကုန်ဖလဲရမ်းမှာစလုပ်တဲ့ရှင့်အဲ့ဒီအရင်မှာမန္တလေးတို့ဘာလို့ပြန်နှံသွားတယ် ပြီးရခါမှာဒီပြင်မနာတို့ဘာလို့မှစပြီးတော့လှုပ်ဆောင်တာဖြစ်ပါတယ်။ပြီးတော့တောင်ဆန်းစုကြည်စီကိုကိုရဲနေမှာဗိုလ်ချုပ်ကရောက်လာတဲ့အကြောင်းရင်းဒီသတင်းစာကိုသူ့လက်ထက်ထည့်ရတဲ့အကြောင်းရင်းကအပြင်မှာဖြစ်နေတဲ့ကိစ္စတွေကိုသူ့အမှန်တိုင်းလာပြောပြတာရှင်။ဗိုလ်ချုပ်ဆိုတဲ့အဆင့်ကလာတာနော်။ပြီးတော့တက်မှာဆိုရင်တောင်ဆန်းစုကြည်ကိုအမကြီးလို့ခေါ်ကြတယ်။ဘာကြောင့်ခေါ်ရလဲဆိုတော့တောင်ဆန်းစုကြည်ကတက်မတော်ရဲ့ဖခင်ဖြစ်တဲ့တက်မတော်ရဲ့ဖခင်လို့သတ်မှတ်ထားကြတဲ့ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်နေတဲ့အတွက်လေးစားစွာနဲ့အမကြီးလို့ခေါ်တာရှင်။တက်ချုပ်ကစတောင်ဆန်းစုကြည်ကိုအမကြီးလို့ပဲခေါ်တယ်။ ဒီတော့မိဘပြည်သူများလက်စီမှာမြင်အောင်ကြည့်လိုက်ပါ9ရက်နေ့နှစ်လပိုင်း2021မှာဗိုလ်ချုပ်ဝါဆိုရင်သတင်းစာမြောက်ပြည်သတင်းစာလေးကင်ပြီးတော့ဒေါန်းစုကြည်စီရောက်လာမယ် အမကြီးရေတိုင်းပြည်မှာတော့လူငယ်တွေလူတွေစပြီးလမ်းပေါ်ထွက်လာပြီဒီလိုလမ်းပေါ်ထွက်အောင်လုပ်တာလည်း NLD ကနေပြီးတော့ Facebook page ကနေအမကြီးကထွက်ခိုင်းပါတယ်ဆိုတော့စာနဲ့ဥဝင်ထင်ကတင်လိုက်လို့လူငယ်တွေကတကယ်ထွက်လာကြပြီကြာကြာဒီလိုလွတ်ထားရင်အမကြီးတို့ကြုံခဲ့ဦးတဲ့1988ကိစ္စမျိုးတို့ထွက်တမ်းပြီးဖြစ်လာမယ်နှိမ်နေရတဲ့အခါတွေဖြစ်လာမယ်ဒါအပြင်ဟိုအေးချာစွာဆန္ဒပြတဲ့ပြည်သူတွေကြားထဲမှာပူးကပ်ပြီးရောက်လာတာနဲ့အဖြတ်အမောက်ကမားတွေအဖြတ်အမောက်ကိစ္စရတဲ့ကြောင့်နိုင်ငံတော်မှာလည်းထိကြတယ်ပြည်သူလည်းထိကြတယ်မိုင်းကြီးဒါကြောင့်မိုင်းနေနဲ့ NLD တွေကိုတားပေးပါဆိုပြီးတော့လာပြီးတော့ တောင်းဆိုတာပဲဖြစ်ပါလိမ့်မယ်ရှင့်အဲမေယောင်းလည်းတယောက်ကတော့မေဆုကိုသွားပြီးတောင်းဆိုရဲဆိုပြီးသူထင်တာရှောက်ပြောနေဖြစ်ပါတယ်။တောင်းဆိုဆိုမတောင်းဆိုဆိုမေဆုကလည်းနင့်ကိုတော့ခုံးမဲ့ပြောလိုက်ပါပါ။ဒါလည်းရှင်းခံပါ။ပြည်သူတွေကနေတော့ရှင်းနေမယ်ဆိုပြီးတော့အဲတောင်းဝင်တွေကိုပြည်သူတွေစက်ယူလိုက်မယ်ဆိုပြီးပြောလိုက်မှတော့အေးကြပါပဲ။ဒါမေဆုပြောမဲ့စကားတစ်ခုပါပဲ။ဘာလို့လဲဆိုတော့မေဆုကလူတိုင်းတိုင်းတယောက်ရှင်းစီကိုဒီမိုကရေစီရဲ့အနှစ်အရာတာကိုသိစေခြင်းတို့ဒီမိုကရေစီကိုဘယ်လိုရအောင်ယူရမလဲဆိုတော့သိစေခြင်းနဲ့စိတ်ကိုပေးသွားသူတွေဖြစ်ပါတယ်။ဒါကြောင့်မေဆုအနေနဲ့အခုလိုမျိုး ော်လန်ပြည်သူတွေအနေနဲ့ဒီမိုကရေစီပြန်လည်ရရှိအတွက်ဘလို့ပဲလုံခြုံလို့လှုပ်ဆောင်လို့ဆောင်ပြည်သူလုံးဝကိုလက်ခံနေမှာဒီကြတခုပါပဲဒေါ်လန်မျိုးတွေအားလုံးပဲကနတာစိတ်ပန်းဖြည့်သေးဖို့ရကျွန်တော်တို့ဒေါ်လန်ညီကိုတွေတင်ဆက်ထားတဲ့ဦးကြီးရဲ့ဗီဒီယိုလေးတွေကိုအကြည့်ရင်းနဲ့ပဲအပိလိုက်ကြအောင်ဗျာဒီတွေအားလုံးကြည့်ရတဲ့နောက်တူကြည့်တော်လေးရပါတယ်အဲ့ဒါကြောင့်ပြောတာပေါ့မြင်းလုံးမြင်းလုံးခွေးလုံးခွေးလုံးရတယ်အခုတော့အုတ်ကြီးလောက်ရမယ်အလုတ်ကိုတောင်းထုတ်ကလုံနေတာ ်မြင်းလုတ်ကိုမြင်းမလုတ်ကဘူးခွေးဝင်လုတ်နေတာဒီပတ်သက်မျိုးကအုတ်ကြီးတောင်းနေကြပတ်သက်နေဒီကောင်လေးကွာဒါကြောင့်လဲပြောကြတာတခိုးကြီးတော့ဓမြဓမြကြီးတော့အဘသူကိုယ်လည်းဘုံမူလေအေးပေါ်အေးယူသိမ်းမှလည်းယူသိမ်းမှလည်းမင်းတို့လုတ်ကြပါချိန်တန်တော့ဖြစ်လာမှာပေါ့ရှိသေးတယ်လေအခု ။ဗာလေအေယာဥတိုင်းအင်ကပူမြို့နယ်နီးနီးလေးနော်။အင်ကပူနဲ့ကြံကင်းဆိုတာနီးနီးလေး။အင်ကပူမြို့နယ်စီပင်ရွာကအုတ်ချုပ်ရေးမှုဦးဆိုင်။တူတူအရင်ကိုစစ်မှုရန်ပို့လိုက်တယ်လေ။စစ်မှုရန်ပါသွားတော့စစ်မှုရန်ပို့လိုက်တော့ဟောစစ်မှုရန်ပို့လိုက်လို့မှမကြဘူး။အလောင်းလာပြပို့လေအိမ်ကို။ဟာဦးဆိုင်ခင်ဗျာသူမဟာဘာဖြစ်လို့လဲငါတူဘာဖြစ်လို့လဲမေးတော့အရက်စီတွေကိုရေမရောပဲဒီတိုင်းတောက်လို့ ခမားတူကအရက်နာကြပြီးတည်သွားတာတဲ့အရက်ကြောင့်တည်သွားတာရက်သမားတိတ်ခါကြတယ်အုတ်ကြီးလည်းတိတ်ခါကြတယ်မဖြစ်နိုင်တာအုတ်ကြီးလည်းရက်သမားပဲလူတိုင်းသိနေတယ်ဟာဘယ်နဲ့ဘယ်ရက်သမားမှကိုယ့်ကိုယ်ကိုတည်ချောင်းမကြံဘူးဟုတ်ကဲ့အားလုံးဘာလို့မှတည်ချောင်းမကြံဘူးပြောမိတာပြောတာအရက်နာကြပြီးတည်သွားတယ်သာပြောတာသူမျက်နှာကြည့်တော့လေဖူးရောင်တည်သွားတဲ့ကောင်မตาကြည့်တော့လေအေကန်းကငါစဉ်းစားတယ် อืมဒီကောင်းนี่အရက်စီတွေဒီတိုင်းတောက်တယ်ဆိုတော့အရက်စီတွေများသူ့ခန္ဓာကိုယ်ကပြန်ထုတ်ဖို့ညှစ်ထုတ်လိုက်ကြတာလားရွှဲပြောတာတော့ဝိုင်းရိုက်လို့တိတ်သွားလို့တည်းမပြောချင်လို့ဩရွှဲပြောနေတာဟာဘသူရွှဲနေရတော့တတူတူတူငါရောက်ပြီအုတ်ကြီးဟေဘာတွေဖြစ်နေလဲဟဲ့အားနေတဲ့ကောင်မုံနော်မေးမေးရမှာဘာတွေဖြစ်နေရလဲဆိုအေးမအားဘူးငါလေငါလုံးနဲ့ငါ အရက်ချောင်းနေပါလားလို့ဘာဖြစ်တာအားကြောင့်မငါလုံးနဲ့ငါလို့ပြောတာပေါ့မဟုတ်ပါဘူးဘာဖြစ်တာလဲအရက်ချောင်းပါလားဆိုတော့ကြာကြာအရက်ကမသိခါကြရတော့ကွာအေးဘာဖြစ်လို့တော့လို့ဟာဟိုးအင်ကဘူးကဦးဆိုင်တူတူဘာလဲဦးဆိုင်ဘာလို့လဲအုတ်ချိုရည်မူဟာမင်းလိုပဲအုတ်ကြီးအေးငါလိုပဲငါတငယ်ချင်းမှာကွာဦးဆိုင်အော်တငယ်ချင်းပဲလားအေးဦးဆိုင်ရဲ့တူကွာစစ်မှုရမ်းပါတယ်ဆိုလို့ तू ကအမျိုးမခွဲဘူးကွာအေးသူများနဲ့ဒန်းပြီပဲရတယ်ငါတူလည်းပိုင်ပိုင်ထဲ့တယ်သူထဲ့ပြီလေမကြောက်ဘူးလေအလောင်းပြန်ပိုးလိုက် ရှေ့တန်းမှာကြာလို့ဘေးကသာကွာတိမ်တန်းတော့မတက်အသေးဘူးပြန်ပို့လိုက်တာဟုတ်လားဘာဖြစ်လို့အေးအရက်စီတွေကိုဒီတိုင်းတောက်ပြီးတော့တဲ့ရေမြောပဲတောက်ပြီးတည်သွားတာတဲ့အော်အဲ့ဒါမြန် KTV တဲ့အုတ်ကြီးရဲ့တော်တော်အေးဖြေရပါရဲ့အဲ့ဒါဘာလို့ပြောလဲကွာပို့လေကြောက်ဟုတ်တယ်လို့ရှိတာဟုတ်တယ်မင်းညာတော့ထက်မြက်တဲ့ညာငါပဲမင်းတကယ်ညာရှိတယ်မင်းဘယ်လောက်တက်လို့လဲဆိုငါ့ကိုပြောသားမှာအုံးအုံးနောက်ကောင်းတယ်ပေါ့ဟာမယူသေးဘူးလေကောင်းမှမဟုတ်တာမင်းကခလေးအထာနည်းနည်းညံစမ်းတယ် မင်းကတော့ပညာလာဆန်းအောင်မယ်။ဉာဏ်ဆန်းအောင်မယ်။ဉာဏ်ဆန်းမယ်။အဲ့ဒါကြောင့်ကိုထာနဲ့ကိုနေသမကွာမင်းမင်းသမီးငါမသိဘူးဆိုမင်းကဟဲ့ပါတာပဲရလိုက်ငါဆိုတော့ကောင်အဲ့လိုကောင်မျိုးမင်းကလေဘဝတုဒ္ဒနဲ့ပြည့်စုံတယ်ပေါ့။အိုးသာဟုတ်တယ်ကိုကြည့်လိုက်။ရှင်းတယ်နော်။အေးပါအေးပါ။အဲ့ဒါဆိုမင်းကိုဇဂတာလေးနဲ့နဲ့ဖွက်မယ်။ဇဂတာ။အေးကလေးကလားဆန်းတာရဲ့။တကယ်နော်မင်းကသွားဖို့လဲကြောက်ပြန်မရောက်ပို့တယ်လူမလောက်အဲ့ဒါဘာပြောတာလဲ။ဘာလဲ။ သွားဖို့လဲကြောက်ပြန်မရောက်ပို့တဲ့လူမလောက်အဲ့ဒါဘာလို့ပြောတာသွားဖို့လဲကြောက်ပြန်မရောက်ပို့တဲ့လူပို့တဲ့လူမလောက်အဲ့ဒါဘာပြောတာသွားဖို့လဲကြောက်ပြန်မရောက်ပို့တဲ့ဟေးကာမင်းအဲ့အုံနောက်ညံလောက်တဲ့ငါ့ကိုတတ်မလာနဲ့အုံကြီးအေးအုံကြီးဆိုရှင်းလားဖြေစမ်းပါဖြေအောင်အဲ့ဒါ KTV မှာစက် KTV ကောဟာဘာတိုင်းလို့လဲဘာလို့လဲဟာ ွားဖို့လဲကြောက်ပြန်မရောက်ဖို့လဲလူမလောက်နဲ့ KTV မင်းစဉ်းစားကြည့်လေအေးလူတယောက် KTV သွားဖို့ဆိုတာအမတန်ကြောက်ရတယ်အေးအဲ့ဒါအေးကမိမအကိုကြောက်ရတာတမျိုးပတ်စံကုံမကြောက်ရတာတမျိုးအမျိုးမျိုးကြောက်နေရတယ်အော်ဟုတ်ပြီနော်သွားဖို့လဲကြောက် KTV လဲရက်ကောအိမ်မပြန်ရင်တော့ဘူးအိမ်မှာရစ်သည်အော်ဟောအဲ့ KTV မှာပဲရစ်သည်အိမ်ကိုပြန်မရောက်မပြန်ရင်တော့အိမ်ကိုပြန်မရောက်တော့အေးအဲ့ဒီမှာကအော်အနောက်ကကောင်းပါလေးတွေဟိုဆိုလေးရတယ်ချောတယ်အခုမှတိတ်ရောက်တာပါဒီမော်လေးရလေးချောတယ်တိတ်ရောက်တာပါတို့ပို့တဲ့လူတော်မနောက်မလောက်ဘူးဘေးတော့မှတယောက်လောက်ချင်ရင်ပြီးတော့ ောက်အဲ့ဒါ KTV သွားဖို့လည်းမကြောက်ပြန်မရောက်ပို့တဲ့လူမလောက်အဲ့ဒါ KTV တေချင်းစုံဒါကြောက်ခွေးတောင်စားတစ်ခေတ်မှာမင်းအုတ်ကြီးဖြစ်တာဟာမဟုတ်ရဟုတ်လားပြောသွားဖို့လည်းကြောက်ပြန်မရောက်ပို့တဲ့လူမလောက်ဆိုတာစစ်ကောင်စီရကောင်တွေရခိုင်ပြည်နယ်ကိုသွားမှာကိုကြောက်ကြောက်တာအဲ့ဒါကိုပြောတာဘာဆိုင်လဲပြောဘာဆိုင်လဲပြောသွားဖို့ကြတော့ကြောက်တယ်ကွာဟိုသူရခိုင်ပြည်နယ်ကိုသွားတော့မယ်ဆိုစစ်ရှုံးကောင်စီရကောင်တွေကြောက်နေပြီကြောက်ပြီပါပြောရောက်သွားပြီလေထောင်းအင်းပြန်မရောက်တော့ရခိုင်ပြည်နယ်ရောက်တာနဲ့ကိုယ့်ဝင်ကိုပြန်မရောက်တော့ အဲ့ဒါစစ်ကောင်ဆရာကောင်တည်းထပ်ပို့တယ်ပို့တယ်လူဘလောက်ပို့ဖို့မလောက်ဘူးဩအဲ့ဒါမြန် KTV တဲ့အုပ်ကြီးရဲ့တော်တော်အဖြေရပါရဲ့ရခိုင်ပြည်ရခိုင်ပြည်ရခိုင်ပြည်နဲ့ KTV နည်းနည်းလေးလွယ်တာနည်းနည်းနည်းလေးလွယ်တယ်အဲ့ငါဘက်ကလည်းအတွေးကြီးတော့မှန်နေဟဲ့အောင်မင်းဒါမပြောနဲ့သွားဖို့လည်းကြောက်ပြန်မရောက်ဘူးအဲ့လောက်နဲ့ပြန်လာဘလောက်ဆိုတာမြန် KTV တဲ့တည်ခြင်းရခိုင်နဲ့ KTV ဆိုတာကြက်ရလေးနည်းနည်းလေးဟဲ့လာမပြောနဲ့အဲ့ဒါဆိုနောက်တစ်ခုတက်မင်းမေးသားမှာမေးမေးတော့ငါမဖြေနိုင်တာမရှိတလတခါ ပေါ်လို့လားမတာစုတဲ့နေရာဘလို့တလတခါပေါ်လို့လားမတာစုတဲ့နေရာအဲ့ဒါဘာပြောတာတလတခါပေါ်လို့လားမတာစုတဲ့နေရာအဲ့ဒါလည်း KTV ပဲဘာဆိုင်လို့လဲဟာ KTV နဲ့ဟာ KTV ပဲဘာဆိုင်လို့လဲတလတခါပေါ်လို့လားလူတွေက ဟုတ်လားဟိုတလားတခါမှာပတ်သက်နေဟာအလုပ်တွေလောက်ရတယ်ဟာတရက်တခါတလားတခါမှာနားကြတယ်လာသာထုတ်တယ်လာသာတွေထုတ်တယ်နားကြတယ်အေးအဲ့လိုနားတဲ့ချိန်ကျမှ KTV ကိုသွားတယ်အဲ့မှာတလားတခါပေါ်လို့လာအေးမတာစုတဲ့နေရာကြတော့မတာစုတဲ့နေရာဆိုတော့မင်းသိတဲ့အတိုင်းပဲလေဟိုတော်ရွာလာတဲ့လူတွေဆိုဂျင်းထဲတော့မယ် KTV ကဂျင်းထဲကိုစောင့်နေကြတယ်ဟာဟိုကဝက်ကလေးရောက်မှုလာတာနားကလေးရောက်မှုလာတာအဲ့ပတ်သက်နေရာ ကျင်းသေးတဲ့အိမ်ပြန်မရောက်နိုင်ဘူးအဲ့တော့အဲ့တော့အဲ့လိုကောင်းနေဂျင်းစုတဲ့ကောင်းနေမตาရဲစုတဲ့နေရာဟောပြန်ကန်နေကြရင်မျက်နှာတွေကမตาမရမตาမရနဲ့အိမ်ပြန်ဟောငါအိမ်ရလေဟောဟွာလေးဝယ်ခန်းလိုက်တော့ပတ်သက်တော့မရှိတော့ဘူးဒီဟာလေးဝယ်ခန်းလိုက်တော့ပတ်သက်တော့မရှိတော့ဘူးမตาမရရုပ်နဲ့အိမ်ပြန်ရတဲ့ကောင်းနေတလတခါပေါ်လို့လားမตาစုတဲ့နေရာ KTV မသိဒါကြောင့်ခင်ပြတ်မှာအုပ်ကြီးဖြစ်တာဟောမဟုတ်လားဗျ စစ်မှုတန်းကိုပြောနေတာစစ်မှုတန်းကိုပြောနေတာဘာဆိုင်ရဲ့စစ်မှုတန်းလေတလားတခါစစ်မှုတန်းဆိုပြီးတော့ပေါ်ပေါ်လာတယ်လေစစ်မှုတန်းကိုလူစုတယ်လူစုတာဟုတ်ကဲ့အဲ့ဒီအဲ့ဒီစုတဲ့လူတွေကပြည်သူကာကွယ်ရေးအဖွဲ့နဲ့တွေ့လို့ရှိလို့ရှိရအလင်းဝင်ဝင်မဝင်အကုန်မตาဖြစ်ကုန်တာတလားတခါပေါ်လို့လာမตาစုတဲ့နေရာဆိုတာစစ်မှုတန်းကိုပြောတာကျင်းစုံဒါမြဲ KTV တဲ့စစ်မှုတန်းနဲ့ KTV တက်တက်လေးလွယ်တာဩကဲတက်တက်လေးလွယ်တာရှင်းနိုင်သေးလားအာအတူတူပဲလေငါးဘက်ကတွင်းရင်မှန်တယ်လေနောက်တစ်ခုမေးမယ် မင်းကဘဲကိုသွားသွားခยีမပေါက်တင်းញိုင်းကုန်ပဲရအဲ့ဒါဘာပြောလဲဘဲကိုသွားသွားခยีမပေါက်ခยีမပေါက်မပေါက်တင်းញိုင်းကုန်ပဲရတင်းញိုင်းကုန်ပဲရအေးဒီကတော့မင်းမမြင်တဲ့တော့ပါတော့အဲ့ဒါ KTV ပဲ KTV ပဲဘာဆိုင်လို့လဲအုံကြီးရဲ့ဟာဘယ်လိုတော်တော်ခီးမပေါက်တင်းញိုင်းကောင်းပဲရောက် KTV ပဲဘာဆိုင်လို့လဲလို့ဟာ KTV ကိုတစ်ခေါက်ရောက်ဘူးတဲ့လူက တန်တင်တို့တွေ့တာတို့ဇာမင်းသူတို့နဲ့ညီပြီးတော့ဘယ်သွားသွားခီးမပေါက်တော့ဘူးဒီညာပဲဝဲလေဝဲလေနဲ့ KTV ကိုဝင်နေတာဒါလည်းပေါ့ဘယ်သွားသွားခီးမပေါက်ဟုတ်ပြန်နော်ဒီညာကြီးလဲနေတာတင်ញိုင်ကုန်းမဲ့ရောက်ဆိုတာတင်ញိုင်ကုန်းမဲ့ရောက်ဆိုတာ KTV မှာကွာမင်းကြည့်လိုက်အသက်60ကျော်လဲရှိတယ်80ကျော်လဲရှိတယ်အဘိုးကြီးဝါကြီးလဲရှိတယ်အဘိုးကြီးတွေလဲရှိတယ်ဟလာကော်မလီနဲ့တမီးဆိုလာတင်ញိုင်ကုန်းရောက်မဲ့လူတွေလဲဒီရောက်နေတာဩသူတို့ဘုရားထတင်ញိုင်ကုန်းမဲ့မသိရတဲ့ဟိုကြီးရဲ့ တဲ့ဒီရောက်မင်းမလိန်နဲ့မလိန်နဲ့ဘဲဟိုတော့တော့ခကြီးမပေါက်သေးနိုင်ဘူးမဲရောက်ဆိုတာလေစစ်ရှုံးကောင်စီကကောင်တွေကိုပြောတာဘာဆိုင်လို့လဲဘဲဟိုတော့တော့ဘဲဟိုပဲတော့တော့ဒီကောင်တွေခြေခြေလျှောက်လဲမိုင်းဆွဲခံရတယ်ကားနဲ့သွားတယ်ရိတ်ခါပို့လဲဆိုလဲဟလာပြည်သူကောင်ဝင်ခွေတွေကြားပြတိုက်ခိုက်တယ်ဘဲနေရာပဲပြပြသူတို့သိနိုင်ကုန်ကိုပြောတာဦးကြီးရဲ့ဩဩစစ်ကောင်စီကကောင်တွေကိုပြောတာမြန် PDB ရဲ့အင်းနော် ဒါမျိုးတွေအားလုံးပဲဒီဗီဒီယိုရောင်းနေပဲဆုံးသက်လိုက်ပါရယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုဂျက်ရူပေါ်တီချန်နယ်လေးကိုလည်း subscribe လုပ်သိမ်း like and subscribe ပြီးဘေးရောက်ခေါလုံးနဲ့နေထားကြည့်မြင်တက်တာများဗီဒီယိုသတင်းအောင်ကြည့်ရပါပါရယ်ဒါမျိုးတွေအားလုံးပဲလင်ဘေးနဲ့မီးဘေးတောင်မှအများဆုံးကြင်ွေးကြပါစေလို့အမှန်စုံကောင်းတောင်းပေးပါရယ်